ဲ့လက်နက်ကြီးတွေအဲ့ကြီးစံကြီးတွေဘုံကြီးတွေထားပြီးတော့ထိုင်းနိုင်ငံကိုထွက်ပြေးကြတယ်လေအဲ့လက်နက်ကြီးတွေကိုဒီလောက်ကြီးစံတွေလက်နက်တွေအများကြီးကိုထားယူဘာကြောင့်ထွက်ပြေးကြတာလဲအားလုံးပဲမင်္ဂလာပါ update မြန်မာ new channel ကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်တွေမြန်မာသတင်းထူးသတင်းအူတွေကိုကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးနေဖို့ပြောကြားချင်ပါတယ်လူကြီးမျိုးတို့ green နဲ့ရောက်သွားမယ်တက်ထက်ရောက်သွားမှာဘာမှအဖမ်းခံထားရတဲ့အပြစ်မဲ့တဲ့ပြည်သူတွေကိုဒုံနဲ့ရိုက်တတ်မယ်ခြေတော်နဲ့ရိုက်တတ်မယ် ကျင်ဆက်နဲ့တို့မယ်မီးနဲ့တို့မယ်ဆက်လိတ်နဲ့တို့မယ်ဒါပဲလုပ်တတ်တာလားလို့အမေတကယ်လည်းနေနှန်းဟာတိုင်းစပွဲဖြစ်တဲ့ခါကျတော့တလောက်ကြီးစံနေအများကြီးဗျာတလောက်လက်နဲ့တွေလည်းအများကြီးဥသို့မောတော်မှာရတဲ့ခါမျက်လုံးတော်ပြီးနေတဲ့ပစ္စည်းတွေမဟုတ်ဘာဖြစ်လို့အဲ့ဒါတွေအကုန်ထားပြီးထွက်ပြေးသွားတာလဲအဲ့တော့ လူကြီးမင်းတို့ကျွန်တော်တို့ကိုလာပြောနေမယ်ဆိုတာအဲ့ဒီဖက်ပြေးသွားတဲ့လူကြီးမင်းတို့ရဲ့ရဲဘော်တွေကိုမထွက်ပြေးအောင်ပါစီယုံကြပါလားလို့ဘာကြောင့်လူကြီးမင်းတို့ကအချိန်ကိုခံပြီးကျွန်တော်တို့ကိုလာနောက်ဆက်နေတာအဓိကလူကြီးမင်းတို့ရှုံးနေတဲ့အဲ့ဒီထွက်ပြေးသွားတဲ့အဲ့ကျွန်တော်တို့ကိုလာပြီးစီယုံနေအစားထွက်ပြေးသွားတဲ့လူကြီးမင်းတို့အဲ့ဒီရဲဘော်တွေ သူတို့ပြောတဲ့ဟိုဘုံမူးဘူးသူလည်းမသိဘူးဘုံမူးတင်လဲအောင်လားထင်ထင်းအောင်လားဟုတ်ဟုတ် sorry တင်အောင်သိမ်းလားတယောက်ပေါ့အဲ့ဒီလူတွေမပြေးရအောင်ဘာကြောင့်မသိမချင်းငါ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 မသိငါစခန်းမကြစီရလို့ဘာဖြစ်လို့နောက်ဆုံးအချိန်ထိဒီတက်တ်တွေနဲ့ခံမတိုက်တာလေလို့အဲ့ဒီလူတွေကိုသွားပြီးတော့တင်တန်းရင်သွားပေးလေကျွန်တော်နားမလဲတန်းလူချင်းမင်းတို့ ကတို့တိကျစဉ်းစားကြည့်လေလူချင်းမင်းတို့မှာလိမ်ပြန်လဲရှိတယ်လူချင်းမင်းတို့မှာရွေးကောက်ပွဲတဲ့လို့တော့မယ်လူချင်းမင်းတို့မှာတရုတ်လဲရှိတယ်လူချင်းမင်းတို့မှာရုရှားလဲရှိတယ်နောက်ပြန်မှာလူချင်းမင်းတို့မှာ120မမလဲရှိတယ်ကိုယ့်လက်ထဲမှာကိုရှိတာနော် wifi လည်းရှိတယ်ကြီးစံတွေလည်းအများကြီးဘုံသီးတွေလည်းအများကြီးခဏတော့စိန်ပြောင်းတွေလည်းအများကြီးများလိုက်တဲ့စိန်ပြောင်းတွေဗျာဒါတော့ကြီးစံအပြည့်စုံလူအင်အားအပြည့်စုံတဲ့ခံချပါလားဒီဘက်က drone နဲ့လာကြည့်ရင်လေ drone ပြန်ပြစ်ချပါလားလူကြီးမင်းတို့မှာရှိတဲ့ wifi တွေက drone တွေဘာလို့ပြစ်မချလဲအဲ့တော့ ျွန်တော်တော်တော်လေးကိုစိတ်ဝင်စားတဲ့ဒီမိကုံကိုနားလည်းမလည်နိုင်ဘူးလူကြီးမင်းတို့ online မှာတော့တက်တက်ပြီးတော့ကျွန်တော်တို့ဟိုပြောဒီပြောနဲ့လူမြင်မြင်ရဘူးလေနော်နောက်ွယ်ရနေပြီးတော့ကြားဖြတ်နေလို့ပေါ့ဗျာစကိုင်းစတန်ကနေထိုင်ပြီးတော့ဟိုလိုရမယ်အကောက်တူမျိုးစုံနာမည်တူမျိုးစုံနဲ့ရေးချင်တာတက်ရေးနေကြတယ်အဲ့ဒီလူကြီးမင်းတို့အနေနဲ့ ထွက်ပြေးသွားတဲ့ကိုရဲဘော်တွေနဲ့ကိုစခန်းတွေမကြအောင်မလုပ်တင်ဘူးလားနားမလဲတော့ဘာနောက်တစ်ခုကအဲ့ဒီစခန်းတွေမှာဘာကြောင့်ဒီ wifi သနက်တွေထားရတာလဲဘာလို့ပို့လဲဘာသူ့ပြစ်ပို့လဲဘာလို့ကျွန်တော်တို့တော်လိုင်းကြီးတက်ဖွဲ့တွေမှာ120မမလဲမပါလာဘူးဘာလို့ကျွန်တော်တို့ကလူကြီးမျိုးတို့လာတိုက်မှာလူကြီးမျိုးတို့ကအထိုင်အစေစခန်းကျွန်တော်တို့ကလူကြီးမျိုးတို့လာဝိုင်းရမှာလာဝိုင်းတဲ့အချိန်မှာ120မမတလောက်လေးတာယူဘယ်သူမှလက်ထမ်းမလာနိုင်ဘူး ဒါယူယူလေးပဲနော် wifi ကနေလည်းကျွန်တော်တို့ယူလာယူမလာနိုင်ဘူးအဲ့ဒီချိန်မှာလူကြီးမင်းတို့ကအဲ့ဒီကျွန်တော်တို့မှာလိန်ပြန်လည်းမရှိဘူးဗျာလူကြီးမင်းတို့လို wi12 လည်းမရှိဘူး wi8 လည်းမရှိဘူး jet fighter လည်းမရှိဘူး mi35 လည်းမရှိဘူးဘာမှမရှိဘူးကျွန်တော်တို့မှာနောက်တစ်ချက်မေးစရာရှိတာက အဲ့လောက်ကြီးစံအများကြီးကိုအဲ့ဒီတောက်ကိတ်ကိုဘယ်လိုတင်ထားကြလားပေးကြတာတခုကတော့ဒါတော့သူအချိန်တော်တော်ယူပြီးတော့ကိုဒီပစ္စည်းတွေကိုအပေါ်တင်ထားပါတော့ထိုင်းနိုင်ငံနဲ့စစ်ဖြစ်နေတာမဟုတ်ဘူးနော်ထိုင်းနိုင်ငံနဲ့လည်းတိုက်စရာအကြောင်းမရှိထိုင်းနိုင်ငံလည်းလာတိုက်စရာဘာမှအကြောင်းလည်းမရှိဘူးနောက်တစ်ခုမေးစရာတစ်ခုကအ ူကြီးမင်းတို့ရဲ့ရှေ့တန်းစကန်းဒီမှာရှိတဲ့စကန်းဒီမှာလူတွေကိုလူလူကောက်ကောက်မုံမုံထားကောက်ကောက်မုံကြွေကောက်ကောက်မုံအိမ်သားတွေပါရင်းနဲ့လုံလုံကျိုးကျိုးတိုက်တွေပါရင်းနဲ့မှုရာတွေပါရင်းနဲ့မထားဘူးလားဘလို့ပြုလို့ဝါတင်းကုတ်လို့ကုပစ်တွေနဲ့ဝါဝါချမ်းတွေကြားထဲမှာပဲလူတွေကိုတိရိစ္ဆာန်တတအခုတို့ခေါင်းဆွဲကြောက်တွေစားပြီးတော့အလင်းအောင်မရှိမှန်မှောင်မဲမဲမြေကြီးတွေတူးထားပြီးတော့လေဝင်လေထွက်မရှိတဲ့နေရာတွေမှာ ဘယ်လောက်ယောဂမရထူပြောဥစားနဲ့ဒီလူတွေကိုထားထားကြတာလူကြီးမင်းတို့ကျွန်တော်တို့ကလာပြောမယ်ဆိုအဲ့ဒီကိစ္စတွေဒါလူကြီးမင်းတို့ရှေ့တန်းမှာကိုလူတွေကိုသွားပြီးလုတ်ပေးလိုက်မယ်ဆိုရင်နောက်တစ်ခုကိုဘက်ကရဲဘော်တွေလူကြီးမင်းတို့ရဲဘော်တွေကြိုက်အားကြောင့်ကောင်းကောင်းမင်းမမြုပ်ပေးပဲနဲ့ထားပြီးတော့အပုတ်ခံပြီးတော့ထွက်ပြေးကြတာဟုတ်ဘုံဘုတ်တင်လဲအောင်ပြောတယ်တနေ့ရမှာဆိုအနဲ့တော့မခံရ ိုဘက်ကရဲဘော်တယောက်ကြားသွားတာကိုရဲဘော်ပဲလीအဲ့ဒီတိုင်ရင်မှုတွေအဲ့ဒီတက်ခွဲမှုတွေအဲ့ဒီ DSA ဆင်းတွေကအဲ့ဒီဗိုလ်ချုပ်တွေကကိုရဲဘော်တယောက်ကိုကြားဆုံးသွားရင်ကောင်းကောင်းမွန်မွန်မြေမြုပ်ပေးရမယ်အကြောင်းကြားပင်မဆိုတဲ့စိတ်ဓာတ်တွေမရှိကြဘူးလားအဲ့တော့ကျွန်တော်တို့တွေကိုလာပြောနေမြဲအစားအဲ့ဒါတွေကိုသွားလုပ်ပြီးပါအဲ့ဒါမှလူကြီးမျိုးတို့နိုင်မှာကျွန်တော်တို့ကလာပြောလို့မနိုင်ဘူးကျွန်တော်တို့တွေတိုက်နေတာမဟုတ်ဘူး ကျွန်တော်ပြောသလိုအောက်ခြေမှာရှိတဲ့ကျွန်တော်တနိုင်ငံလုံးမှာရှိတဲ့တပ်ဖွဲ့ပေါင်းဒါအေဂျာစီယာတည်င်းရပြောတာအေဂျာစီယာတည်င်းရကျွန်တော်တပ်ဖွဲ့ပေါင်း2600ရှိတယ်အဲ့တော့တပ်ဖွဲ့တစ်ဖွဲ့မှာလူတရာပဲကျွန်တော်တို့ဘက်မှာလူ2000ကျော်ရှိနေပြီဒါဒီအ ਨੇ စုံအဆင့်ကိုပြောတာ ရှင်းရှင်းပြောရရင်တို့ဒီတကြံအမြောက်တာဖြစ်တယ်ဆိုတာကိုဒီမောတောင်တိုက်ပွဲနဲ့ကမ်ဘလူဖြစ်စဉ်တွေကကျွန်တော်တို့ကိုမိမောင်းထိုးပြနေပြီတို့ဒီအခုအထီးကိုတကြံအမြောက်ပဲရှိသေးတယ်ဘာမှနေလားငါလားဖြစ်ရင်ထွက်ပြေးဖို့ပဲကြိုးစားတယ်နေလားငါလားဖြစ်ရင်လက်နဲ့ချတယ်ဟုတ်လက်နဲ့မရှိတဲ့ အရက်သားမိန်းကလေးငယ်လေးတွေယောက်ျားလေးတွေကိုကျိုးတုပ်ပြီးတော့ဝလုံးချမ်းနဲ့ရိုက်တနတ်တင်နဲ့ထုနိုင်တဲ့သတ္တိပဲရှိတယ်။နင်လားငါလားတနတ်ချင်းရှင်ပြစ်ကြမယ်။ယောက်ျားချင်းပြစ်ကြမယ်ဆိုတဲ့အခါမှာရှိသမျှတနတ်တွေအမြောက်ကြီးကြီးစံနေထားပြီးထွက်ပြေးကြတယ်။အဲ့လိုမျိုးဖြစ်နေတာဖြစ်တယ်ကျွန်တော်တို့ကလာပြောနေလေဒါအမှန်တရားတွေလीနော်။အဲ့တော့ ရှင်းရှင်းလေးကိစ္စပဲ။အားလေစိတ်တက်ပြပြနေကြ။လုံးဝပြူသွားပြီ။ဒါကဘာကိုပြနေလဲဆိုတော့ကျွန်တော်တော်လန်ပြည်သူများဟာစီစီလုံးကြီးညွတ်နေ never give up သူတို့ဘာပြောပြောနားမထောင်ပဲကိုလို့စရာရှိတာဆက်လုပ်ရေးကျင်းပြီကျွန်တော်တို့ဒီ အောင်ပွဲတွေရတော့မယ်ဆိုတာကျွန်တော်တို့ရောင်နေနေနေရပြီတကယ်ကိုမြင်နေရပြီတရင်းသာကြီးတိုင်းဆိုတာတက်မာလေးဆိုတာအင်အားအ ਨੇ ဆုံးရှိတဲ့နေရာအဲ့ဒီနေရာမှာပူပေါင်းပေါ့နော်ပူပေါင်းတက်ဖွဲ့တွေပေါ့နော်ဒရုန်းတက်ဖွဲ့ရဲ့တက်မာလေးရဲ့ ဒီပီလေးအေကိုဆုံးခါတို့အဖွဲတွေပေါင်းပြီးတိုက်ထည်လိုက်တာရတာပါမဲဆောက်လည်းရတာညဝတီလည်းရတာပဲအဓိက BGF တွေ DGB တွေကတစ္ဆာပေါက်ပြီးစစ်တပ်ကိုခေါ်လာလို့တာနောက်ဖွင့်ရတာကြားလာအဲ့တော့အဓိကကျွန်တော်တို့တော်လိုင်းကြီးမအောင်ရတဲ့အကြောင်းကြီးတွေမှာကြက်ကြနေရတဲ့အကြောင်းကြီးတစ်ခုကကိုယ့်ထဲကလက်နက်ကင်တွေကတစ္ဆာမပေါက်ကြဘူး စစ်တပ်ကိုခေါ်မသွင်းလာဖို့ပဲလိုအပ်တာသို့မဟုတ်ရင်တော့ကြိုက်တယ်လို့တိုက်နိုင်နေပြီအာတင်းစရာတကယ်ကိုအဲ့လားတင်းစရာအဲ့တော့ဒီ DSA စင်းတွေက ီဘုံချုပ်တွေပေါ့ဗျာဒီဘုံကြီးတွေဘုံမှုတွေဒုတိယဘုံမှုကြီးတွေကတကယ်တည်းနေလားငါလားဖြစ်အရေးဆုံးထိတ်စွာနေထွက်ပြေးတာဗျာအဲ့တော့အားလုံးမင်္ဂလာပါကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လည်းဟိုအတတ်နိုင်ဆုံးစကားကိုထိန်းပြောနေတာပါနော် အမုန်းတရားမပါဘဲနဲ့ဟိုတတ်နိုင်ဆုံးရင်းကြီးကြီးပြောင်းဖိတ်ပြောနေတာပါဒါနဲ့လည်းပုံမပြောချင်ပါဘူးဒါပေမဲ့နားမလည်နိုင်တာကဒီလက်နဲ့ချီးပြီးဘာကြောင့်အစ်ကြီးဟာမရှိနေတာလဲဒါတော့လည်းနားမလည်ပါဘူးအဲ့တော့ဒီချင်းမင်းတို့ကကိုယ့်လူတွေကိုနိုင်အောင်ဘာလုပ်ဖို့လိုနေပြီအမှန်ကဖြစ်တဲ့နာကလူချင်းမင်းတို့ရဲ့ တပ်ဖွဲ့ဝင်တွေကလက်နဲ့မချပဲလူဒီမဟုတ်မထွက်ပြေးပဲဒီကြီးစံကုန်နဲ့ဒီထိုင်တရပါလीနော်ဒါပေမဲ့သူတို့ကျွန်တော်ထင်ပါတယ်သူတို့လေအဲ့ဒါကြီးကိုဘယ်လိုပြရမှန်းမလဲသိမယ်မထင်ပါဘူးနော်သူတို့လုတ်တက်တာကတော့ရန်တက်ပြီးတော့ရွာတွေကိုလိုက်ပြတာပဲရှိမှာပါအဲ့ဒါပါလေဆိုတော့ ဒီစစ်အာဏာရှင်တွေကကြကိုကြဆုံးတော့မယ်ဆိုတဲ့နမိတ်လက္ခဏာတွေပဲသူတို့သွေးခွဲကြည့်တယ်ပေါ့အဲ့တကယ်တမ်းကျတော့ကျွန်တော်တို့ PDF တွေကတိုက်ရှင်လို့ PDF လာလောက်ကြတာ ူတို့ကိုတိုက်ချင်လို့ကိုလက်နဲ့လက်ကင်ကြတာအကဲကဲမျိုးစုံဂျားကနေဒီနေ့ဆိုရင်အားလုံးပျော်နေကြပြီပေါ့နော်အဲ့တော့ကဲယူတက်မာလေးနဲ့ဒီအင်းမော်တော်တိုက်ပွဲမှာအောင်ဝဲခံကြတဲ့သူများအားလုံးကိုလည်းချီးကျူးကုန်ပြုပါတယ် ကျွန်တော်တို့ຫນွေဥတော်လှန်ရေးရဲ့စိတ်ဓာတ်လိုင်းတစ်ခုကိုတင်ပေးလိုက်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်။ကိုနီလကောင်မင်းစကိုင်းကမ်ဘလူဘက်မှာရှိကြတဲ့ဘာကဖားတွေအားလုံးလည်းကျေးဇူးတင်ပါတယ်။ပြည်သူကအာမျိုးအောင်ပွဲသတင်းတွေကိုကြားကြတာ။အခုလိုရေကောက်ပွဲနဲ့အနိုင်ကျင့်မှုစူးစမ်းနေတဲ့အချိန်မှာဒီလိုအောင်ပွဲတွေများများလုပ်ပြနိုင်လေ ြည်သူကစိတ်ခွန်အားဖြစ်စေပါတယ်။နေသူကဆရာနာရှင်ရဲ့နှိမ့်ဆက်မှုမျိုးစုံနဲ့စိတ်ဒုက္ခဒုက္ခရောက်နေကြတဲ့ပြည်သူများအတွက်ကဒီလိုစိတ်ခွန်အားလေးတွေကိုပဲအိမ်မက်တပွဲမျောလင်းချက်တွေနဲ့အရှင်းတန်နေကြရတာပါ။အဲကြောင့်အခုလိုမျိုးအောင်ပွဲတွေကိုယူပေးကြတဲ့ လက်သက်ကံများအားလုံးကိုဘသူပဲဖြစ်ဖြစ်ကျေးဇူးထူတင်ပါတယ်အတင်တို့ရဲ့နောက်မှာပြည်သူကြီးအမြဲရှိနေပါတယ်ဒီနေ့ပြည်သူတွေရဲ့အဓိကဆန္ဒမြန်မာနိုင်ငံမှာဒီစစ်အာဏာရှင်တွေလုံးဝအပိတိုင်မောင်းထုတ်ဖို့ပဲဆိုတာပေးတယ်မေးစရာမလိုပါဘူးဒါကြောင့် အချိန်နေရတော့ကျွန်တော်တို့ဘက်မှာကိုင်းပြောမယ်ရာဇီဥတုကကိုယ့်ဘက်မှာရှိတယ်ပေါ့ဗျာနော်အချိန်နေရကောင်းတယ်ရွှေဘလို့ပြန်လာပြီဘုံဘူးတင်လဲအောင်လဲအခုလို့ရိုက်ပြပြီးတဲ့အတွက်လဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့လည်းစဉ်းစားစရာလေးတွေတွေ့သွားတာပေါ့ဗျာနော်အပွင့်လေးဆုံးပြောရင်အားရစရာကြီး ဒီလက်နဲ့တွေတော့ဘလို့ထမ်းပြီးတော့ဘလို့ပြန်ဖယ်ကြမယ်တော့မပြောတတ်ဘူးကားတွေပါတွေတော့တွေ့ပါတယ်ကားတွေနဲ့ပဲဖယ်ကြပါဘူးညနော်ဒါနဲ့ဒါနဲ့ပို့ပြီးတဲ့အောင်ပွဲတွေလည်းရကြပါစီလို့လည်းဆုတောင်းပေးပါတယ်အဲ့တော့ဤစုများကြီးလည်းတင်ပါတယ် ဲ့တော့အားလုံးမင်္ဂလာပါဒီကြားပြန်ကိစ္စကတော့မနေ့ကလည်းကျွန်တော်ကြိုပြောထားပြီးသားဖြစ်တာဖြစ်တဲ့အတွက်အထူးသဖြင့်ပြောစရာမရှိပါဘူးကျွန်တော်တို့ကတော့အခြေအနေကိုစောင့်ကြည့်ရမှာပေါ့ ဒါပေမဲ့သူများနိုင်ငံသားတွေကိုဒုက္ခသပေးထားရင်တော့သူတို့ခံစားရမှာဒါတော့ရှင်းပါဘယ်နိုင်ငံမှမခံပါဘူးအဲ့တော့သူများနိုင်ငံတွေကိုသွားပြီးဒုက္ခပေးထားတဲ့လူတွေတော့သူတို့ကြီးမားတဲ့အပြစ်တရားတစ်ခုတော့ခံရမှာဒါတော့သူတို့ကျူးလွန်တဲ့အပြစ်တွေသူတို့ကြီးမလို့ပါဘူးဒါတော့အပြစ်သားပါပဲဘယ်လိုပုံစံနဲ့ညှိကုံးချုပ်လဲဆိုတာတော့ကျွန်တော်တို့ကစောင့်ကြည့်ရုံပဲရှိမှာပါ ။နောက်အေဂျာစီယာကိုလည်းကျေးဇူးတင်တယ်ဗျာ။ဒီလား။ဒေါ်စင်မာအောင်နဲ့အေဂျာစီယာကရည်စက်ရှိတယ်ဗျာ။ဒီလား။နောက်တစ်စက်တည်းအာနာသိန်းတို့ကလည်းကျွန်တော်ပြောကျွန်တော်ပြောပြောသလိုပေါ့နော်။ဒီစီမင်းအဲဒီစီမင်းသားရဲထဲမှာရှိနေတယ်သူတို့ရဲ့ကျွတ်တော်ကိုယ်စလဲတွေပေါ့နော်။စစ်တပ်ကပိတ်ဆို့ထားတဲ့အချိန်မှာလည်းအေဂျာစီယာကပထမဆုံးအဲဒီတော့ဒေါ်စင်မာအောင်ကိုအင်တာဗျူးတာ။ ဲ့တော့ NUG တော့မဖွဲ့ရသေးဘူးအဲ့တော့အခုလေဒီကလေးဒီအကြစီရဲ့တည်းမှာဒေါ်စင်မအောင်နဲ့ပဲပြောသွားတာလေးဒီပေါ့နော်အဲဒေါ်စင်မအောင်ကတော့အရေးကြီးတဲ့အချက်တွေလောက်ပဲသူကထောက်ပြပြောဆိုပြီးသွားတာပေါ့နော်သူကနိုင်ငံခြားသတင်းဌာနကြီးတွေကသူတို့ကပတ်စံရှိတယ်လေဘတ်ဂျက်ရှိတယ်လေနော်သူတို့ဒါကြီးကိုစနစ်တကျအောင်ဝင်အောင်တစ်စင်ကြီးတစ်စင်ကြီးရိုက်တာ တို့ကအမှားခံလို့လည်းမရဘူးဗျာဒီလိုမှလားဥပပီစီတရေလာနာဆိုရင်တော့တီးချက်လိုက်တာဥမှားတာ ਨੇ ဥဒေါ်နယ်ထရန့်နဲ့ထိတ်တိုက်တွေ့နေပြီဒေါ်နယ်ထရန့်ကိုတို့ကတောင်းပန်ပြီဒေါ်နယ်ထရန့်ကတို့ကိုတရားစွဲတော့မယ်ဆိုဖြစ်နေပြီဒါ UK မှာဒါ hot တရင်ပေါ့တကဘာလုံးမှာတော့တရင်တရာကြီးတွေကတောင်းဝန်ယူတောင်းဝန်ခံရတယ်အဲ့တော့ agency ကပြောတယ်အခုသူတို့တင်ပြလိုက်တဲ့သတင်းကသူတို့ရရှိလာတဲ့အချက်လက်ပေါင်းမြောင်များစွာတွေကအနည်းအချင်းပဲရှိသေးတယ်။အဲ့တော့သူကတောက်ဆုံအောင စစ်တပ်အကြောင်းကိုဘော်ဒါဘော်ဒါဆွဲခံရတဲ့အကြောင်းကိုမြန်မာနေဆက်တဲ့အကြောင်းကိုရှေ့မှာတိုက်ပွဲတွေအကြောင်းကိုတိုက်ပွဲမှာလက်နက်လူရာလိုအပ်ချက်တွေကိုနောက်တော့ UG တွေအကြောင်းကိုအမျိုးစုံပေါ့ဗျာနောက် UG တွေရဲ့ဒီကင်မရာ CCTV တက်ထားတဲ့အကြောင်းတွေကိုဘက်ပေါင်းစုံတောက်ပေါင်းစုံကနေသူကတင်ပြသွားတာပေါ့နော်အဲ့တော့ဟိုမြန်မာနိုင်ငံအကြောင်းကိုလုံးဝဘာမှမသိတဲ့ ပြင်လူဒဇိန်တယောက်နေနဲ့ကြီးလိုက်တာနဲ့အော်မြန်မာနိုင်ငံမှာဒါတွေဖြစ်ပါလားအဲဒါတော့တော့ကြောက်စရာကောင်းပါလားမြန်မာနိုင်ငံစစ်တပ်ကဒါတော့ရက်ဆက်ချမ်းချို့ပါလားဆိုတော့ပေါ်လင်သွားစေတယ်မြန်မာနိုင်ငံမှာရှိတဲ့ခလီငယ်တွေတော့ဒုက္ခပါပဲပြည်သူတွေတော့ဒုက္ခပါပဲဆိုတာကိုလည်းပေါ်လင်သွားစေတယ်အရေးကြီးဆုံးအချက်ကမြန်မာနိုင်ငံမှာဒီဟွန်တာလို့ခေါ်တဲ့ဒီစစ်အာဏာရှင်တွေအာဏာလုယူထားတဲ့ စစ်တပ်ကအာဏာသိမ်းထားတဲ့စစ်အာဏာရှင်တွေကိုမြန်မာနိုင်ငံသားလူငယ်တွေကရဲ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 ရင်ဆိုင်နေပါလားဆိုတာကိုကမ္ဘာလူငယ်တူတူကုလုံးကိုအားကြစရာဖြစ်အောင်သင်ပြပေးလိုက်နိုင်တယ်။ဒါအေဂျာစီယာရဲ့ကျေးဇူးပဲ။အပြန်နဲ့တည်းမှာပဲဒီစစ်အာဏာရှင်တွေကအလွန်အမတန်ရက်ဆက်ပါလား။ကမ္ဘာပေါ်မှာတခါမှမကြဘူးတဲ့နာစီနဲ့ဆိုးတဲ့ လူသားတွေကိုတို့ရိုက်နှက်ဇင်ပန်နှိပ်ဆက်ရိုက်တတ်နေပါလားဆိုတဲ့ဟာကိုလေပွတ်ပွတ်လင်းလင်းတက်စီအထောက်ထားအခိုင်အမာနဲ့ပြောချင်တာကအေဂျာစီယာသတင်းဌာနရဲ့သတင်းတင်ပြပုံဟာအပြင်လူတပ်ပါတီကပြောတာမဟုတ်ပဲအဲ့ဒီကနတော့အထောက်ထားတွေဒီညမနှိပ်ဆက်တာကိုကိုပိုင်ကျူးလွန်ခဲ့ပြီ အေးရကိုလေကိုပိုင်ဗီဒီယိုတယ်လီဖုန်းနဲ့ရိုက်ယူခဲ့ပြီဒီဘက်ကိုအလင်းဝင်လာတဲ့လူရဲ့ကိုတွေ့ witness ပေါ့တတ်သိကိုအခြေခံပြီးတော့သူကရိုက်ပြထားတာသူတို့လုတ်ကြံဖန်တီးတာမဟုတ်ဘူးဒီသူကငကိုတဲကဒီမှာသူကိုယ်တိုင်လဲသူတို့သူပြသူကိုယ်တိုင်ဝင်ခံရလေသူလဲရိုက်လိုက်ရတယ်သူနေ့တိုင်းတင်းမစားချိန်မှာအတန်ကြာနေသူလဲကြတော့သူလဲဝင်ရရတယ်အဲ့ဒါကိုသူယွန်ပြီးတော့သူ့ဘုံမူးက ကလေးမလေးကိုနှိပ်စက်တာကိုယွန်ပြီးသွားပြီးတော့သူဒီဘက်ကိုခိုလုံလာတဲ့အခါမှာသူကိုယ်တိုင်ဗီဒီယိုနဲ့တယ်လီဖုန်းနဲ့ခိုးရိုက်လာတာကိုအေဂျင်စီကလက်တက်ထည့်လိုက်တာပြောချင်တာကအေဂျင်စီကသူ့သတင်းဌာနဟာဘလောက် accountability ရှိတယ် responsibility ရှိတယ်ဆိုတာကိုကဘာကြီးကိုချပြလိုက်တာ